ကဲ Pronica နဲ့ Stanford Tax ကတော့တပြေးပြေးချင်းကိုနီးတထက်နီးလာပါပြီလို့ပြောရမယ်။ Stanford Tax ကမနေ့တနေ့ရပါပဲ။ဂျပန်တိုကျိုမှာကျင်းပတဲ့173ပွဲကြီးမှာဂျပန်မားကြီးနဲ့ထိုးတက်ရတာဖြစ်ပါတယ်။ဆိုတော့ထင်သလောက်တော့မလွယ်ခဲ့ပါဘူးကျွန်တော်တို့အဲ့တော့ Stanford Tax ကလည်းပြောရမယ်ဆိုရင် သူရဲ့ဒဏ်ရာဒူးဒဏ်ရာသူ ရပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးစိတ်ကူးရတာကျွန်တော်တို့သိပါတယ်။အဲ့တော့ဒီစိတ်ကူးတဲ့အကြောင်းရင်းကိုကျွန်တော်တို့မပြောတော့ပါဘူး။ဆိုတော့စိတ်ကူးတာလည်းနှစ်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 ကျော်လောက်ရှိပါတယ်။စိတ်ကူးတာနဲ့ပတ်သက်ပြီးတော့နာသူနားခဲ့တဲ့အချိန်ကာလကနှစ်နှစ်လောက်ကြာပါပြီ။နှစ်နှစ်ကျော်ပေါ့။အဲ့ဒီတော့ဘုဒ္ဓနိယပဲဘလောက်ပဲသူနားခဲ့ပါစေဘလောက်ပဲအချိန်ခွာဟသွားပါစေမနေ့တနေ့ကစောသွားတဲ့ပုံစံကသူရဲ့ သူဘလောက်ထိဖိုက်တာပိတလဲဆိုတာကိုသူပြသသွားပါတယ်သူထိုးကိုထိုးတကြိတ်ကိုရှင်းထိုးပါတယ်ပြောချင်တာကခိုင်ချက်ညီညီနဲ့သူတချို့ຢာလေးဒီပိုင်းနဲ့မလုံနိုင်ခဲ့အတွက်ကြောင့်မလို့သူကပောက်စင်ပိုင်းမှာအားနေတာရှိတဲ့အတွက်ကြောင့်ပွဲရလဲတော်တော်လေးဝေးနေပါပြီသူရဲ့ကြားမှာရချုပ်တဲ့မှုတွေကြောင့်ပေါ့နော်သူပြပြပြမလုံခဲ့နိုင်တဲ့အတွက်ကြောင့်သူအမှတ်နဲ့ရှုံးသွားပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဘရိုနီကာနဲ့ သူရှုံးသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ထင်သလောက်ဆိုရင်ဘော်နီကာနဲ့ပွဲတယ်ဘူးကပို့ပြီးတော့တေချာသလောက်ဖြစ်နေပြီလို့ကျွန်တော်တို့ပြောလို့ရပါပြီတကယ်ဖြစ်လာမလားမဖြစ်လာဘူးလားဆိုတော့ပရိသတ်တွေတော်တော်များများကြမှာတော့တော်လေးကို hot ဖြစ်နေပြီဘော်နီကာနဲ့ပွဲတယ်တော့မလားအဲအဲ့လိုပေါ့နော်အဲ့တော့သူတို့နှစ်ယောက်ကြားမှာဘာမှညှင်းဆန်စရာတော့မရှိတော့တော့ပါဘူးအဲ့တော့ဖက်ဒက်ရဲ့အားနည်းမှုတွေနဲ့ကျွန်တော်ဘော်နီကာကြီးနဲ့ ပွဲတဲ့ဖြစ်ဖြစ်ရင်တကယ်ကိုကြီးကောင်းမှုပွဲတော့ပွဲကြီးရမယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပါပြီ။ဘောနီကောင်းနဲ့တကယ်ပွဲတဲ့ပြီးရတော့မယ်ဆိုရင်တော့တကယ်ကိုပွဲကြီးပွဲကောင်းပွဲဖြစ်မှာပါ။